အဲလက်စပေါ့ချန်နယ်ကနေကြိုဆိုပါတယ်။အားကစားနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအပတ်စဉ်တင်ပြပေးမှာမဟုတ် Channel လေးကို Like and Subscribe လုပ်ဖို့မမေ့နဲ့နော်2025ခုနှစ်မေလ22ရက်နေ့တွင်စပိန်နိုင်ငံဘီဘာအုံမျိုးရှိဒန်နဝင်မြောက်ဆမ်းမင်းအားကစားကွင်း၌အင်္ဂလန်ထိပ်သီးကလပ်နှစ်သင်းဖြစ်ကြသော Manchester United နှင့် Tottenham Hotspur တို့သည်ဥရောပ၏ဒုတိယအကြီးဆုံးကလပ်ဖလားဖြစ်သည့် UEFA Europa League ဇူလာအတွင်းနောက်ဆုံးပွဲကြီးကိုရှင်နိုင်ကြတော့မှာဖြစ်ပါလိမ့် ဤကွဲစဉ်သည်နှစ်သိန်းစလုံးအတွင်းယခုရာသီကအောင်မြင်မှုဖြင့်အဆုံးသတ်ရန်အရေးကြီးဆုံးအခွင့်အရေးတစ်ခုဖြစ်ပါလေ။ထို့ပြင်ဘိုလူဝဲအနိုင်ရရှိသည့်အသင်းသည်လာမယ့်ရာသီ2025-2026ဝန်လုံးရာသီအတွက်ဥရောပ၏အကြီးဆုံးပြိုင်ပွဲဖြစ်သည့် UEFA Champions League တို့တိုက်ရိုက်ဝင်ဝင်ရရှိမည်ဖြစ်ရာနှစ်သိန်းစလုံးအတွင်းအဓိကပန်းတိုင်တစ်ခုလည်းဖြစ်ပါလေ။ Manchester United သည်၈နှစ်အတွင်းဒုတိယကြိမ်မြောက် Europa League ဖလားကိုရယူရန်ကြိုးပမ်းမိဖြစ်ပြီး Tottenham Hotspur တို့ကတော့၎င်းတို့၏တမိုင်းတစ်ချောင်း ပထမဆုံးအကြိမ်အဖြစ်ယူရိုပါလိဆူပလာကိုစုခုနိုင်ပြီးအခွင့်အရေးဖြစ်ပါတယ်။နောက်တင်စလုံးသည်ပြည်ရင်းလီတွင်၎င်းတို့၏ပုံမှန်အဆင့်နှင့်အလျော်နှင့်ကခြေစွမ်းနိုင်ပါနေခြင်းတွင်ဤဥရောပဖလာသည်ဒီဟာဒီဟာအကောင်းဆုံးပုံစံဖြင့်အဆုံးသတ်ရနှင့်အသင်း၏ဂွန်ဒိခါကိုပြန်လည်မြင့်တင်ရန်အခွင့်အလမ်းကောင်းတစ်ခုဖြစ်နေပါတယ်။မန်ချက်စတာယူနိုက်တက်နှင့်တော်တင်ယံဟော့စပါနှစ်တင်စလုံးအတွက်2024-2025ပရီးမီးယားလီဂ်ရာသီသည်စိတ်ပြတ်ခွေရာကောင်းခဲ့ပါတယ်။ ်နီးပြရူဘင်အမော်ရင်လက်အောက်တွင်မန်ချက်စတာယူနိုက်တက်အသင်းသည်ပြည်တွင်းလီနာအကြခင်းများကြုံတွေ့ခဲ့ရပြီးရာသီကုန်းကနီမေလာလေပိုင်းတွင်မှာတော့အဆင့်16နေရာ၌ရည်တည်နေခဲ့ရပါလေစိတ်ပြတ်ခွင့်ရအင်းခွင့်ရှုံဝဲများနီးတမိုင်းတွင်အစိုးရဆုံးရာသီတစ်ခုအဖြစ်မှတ်တမ်းတင်ခံရသည့်အထိအသင်း၏ခြေစွမ်းညီမျစိုးရွမတည်ငြိမ်နေသည်ကိုပြတ်သားနေပါလေတော်တန်ဟန်ဟော့စပါအသင်းသည်ပရီးမီးယားလီဂ်36ပွဲကစားပြီးချိန်တွင်9ပွဲ7ပွဲတရီ9ပွဲ ရှုံးခွဲ20ပွဲဖြင့်ရှုံးခွဲအရေအတွက်အများပြားနေတာကိုတွေ့ရပါတယ်။၎င်းတို့၏ဂိုးကွာချချက်မှာပလက်ဖိုးသာရှိပြီးဤသို့သောရလမြသည်အသင်း၏ပြည်တွင်းလိစွမ်းဆောင်၏မိမဆိုးရွားခဲ့သည်ကိုအထင်ရှားဖော်ပြနေပါတယ်။ EFL ကတွင်စီမီဖိုင်နယ်ထိရောက်ခဲ့တော်လဲ FA ကတွင် စရုထအဆင့်သာရခဲ့ခြင်းကလည်းပြည်တွင်းဖလားများတွင်အောင်မြင်မှုမရခဲ့ကြောင်းပြသနေပါတယ်။သို့သောပြည်တွင်းလိအခက်အခဲများနှင့်ဆက်ညီမဲ့ဖြစ်စွာအသင်းသင်းစလုံးသည် ယူရိုပါလိပြိုင်ပွဲတွင်လိုအပ်သည့်စိတ်ဓာတ်ပိုင်းနှင့်အခြေစွမ်းကိုထုတ်ပြနိုင်ခဲ့ပါသည်။ဥရောပဖလားသည်၎င်းတို့၏ဒေယာသည်ကိုအလားစင်နိုင်မီတခုလည်းသောအခွင့်အရေးဖြစ်လာခဲ့ပြီးထိုပြိုင်ပွဲပေါ်အာရုံစိုက်မှုသည်ဖိုင်နယ်သို့ရောက်ရှိလာနိုင်ခြင်းအဓိကအကြောင်းရင်းပါပဲ။နောက်နေ့စလုံးသည်အချိန်နဲ့ရှိပြီးခက်ခဲသည်နောက်ဆုံးအဆင့်ဝယ်စဉ်များကိုကြော်ဖြတ်ပြီးမှဖိုင်နယ်သို့ဂေါ်စိကရှိစွာရောက်ရှိလာခြင်းဖြစ်ပါလေ။မန်ချက်စတာယူနိုက်တက်သည်၁၆ပြင်းအစဉ်တွင်ဝီလီယံဆိုစီတက်ကို၅ဂိုး၂ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ကွာတာဖိုင်နယ်တွင်လိုင်ယွန်အသင်းကိုစုစုပေါင်း8969ဖြင့်အချိန်ကိုကစားပြီးအနိုင်ရယူခဲ့ပါသည်ဤကွယ်စဉ်သည်မန်ယူစိတ်သက်ကြန့်ခိုင်မှုနှင့်ကတ်ခဲသည့်အခြေအနေတွင်ရလက်ကောင်းရယူနိုင်စွမ်းကိုပြသခဲ့ပါသည်။စီမီဖိုင်နယ်တွင်အတလက်သည့်ပြည်ပကိုပထမအကြောင်းအဝေးကွင်း၃ခုစီလိုဒုတိယအကြောင်းအိမ်ကွင်း၄ခုတခုဖြင့်စုစုပေါင်း9ခုတခုဖြင့်အပြတ်သက်နိုင်ကဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပါသည်။ဤရလက်သည်မန်ယူတိုက်စစ်ပိုင်းထမြင်မှုကိုပြသပါသည်။ ဒီပြောက်လူငယ်မော်ရင်လက်အောင်ဥယောပါတွင်73ခွက်ဆက်အရှုံးမရှိမှတ်တမ်းသည်ဥယောပါတွင်၎င်းတို့၏ပုံစံကောင်းနှင့်တည်ငြိမ်မှုကိုထင်ဟပ်နေပါသည်စပါတင်သည်ယူရိုပါလီတွင်14ခွက်ကစား9ဝက်နိုင်3ဝက်တရေ2ခွက်ရှုံးတွင်းကို25ကိုပေးကို73ကို9ခွက်ချချက်ပလတ်ဆက်နှင့်ရှိခဲ့ပါသည်ဤမှတ်တမ်းက၎င်းတို့သည်ပြန်ခွက်တစ်လျှောက်တည်ငြိမ်သောခြေစမ်းဖြင့်ကစားခဲ့ကြောင်းပြသနေပါသည်စပါတင်သည်16ခွက်အစဉ်တွင် ်အခမအသင်ကိုစုစုပေါင်း၃ခု၂ခုဖြင့်အနိုင်ရယူခဲ့ပါတယ်။အဝေးခွင်ပထမကျော်ရှုံးနေမှုကိုအိမ်ခွင်ဒုတိယကျော်တွင်ကျော်ဖြတ်နိုင်ခြင်းသည်စမားသင်စိတ်တပိုင်းမှာကျော်မှုကိုပေါင်းညွှန်ပါတယ်။ quarter final တွင်ခဏဘက်ကိုပထမကျော်အိမ်ခွင်တကူတကူသိရင်ဒုတိယကျော်အဝေးခွင်တကူစီတို့အနိုင်ဖြင့်စုစုပေါင်း၂ခု၂ခုဖြင့်အနိုင်ရယူခဲ့ပါတယ်။အဝေးကနေအနိုင်ရရှိခဲ့ခြင်းသည်ခံစစ်ပိုင်းတောင်းလွှင့်မှုနှင့်ပြိုင်ဘက်ကိုထိန်းချုပ်နိုင်စွမ်းကိုပြသပါပါသည်။ ။ဒီမီဖိုင်နယ်တွင်ဘိုလိုကလင်ကိုပထမအကြောင်းအင်ဝင်း၃ဂိုးတကူဒုတိယအကြောင်းအဝေးဝင်း၂ဂိုး၀ဖြင့်စုစုပေါင်း၅ဂိုးတကူဖြင့်အနိုင်ရယူကယူရိုပါလိဖိုင်နယ်သို့တက်ရောက်လာနိုင်ခဲ့ပါသည်။ဂျူရဘာလီဘိုလူပွဲ မတိုင်မီနှစ်သင်းစလုံးသည်အဓိကသံသမာအချို့ဤဒဏ်ရာပြဿနာများဖြင့်ရှင်းဆိုင်နေရပါလိမ့်။မန်ချက်စတာယူနိုက်တက်ရဲ့ဒဏ်ရာအခြေအနေတွေကိုကျွန်တော်တို့ကြည့်ကြရအောင်။မန်ချက်စတာယူနိုက်တက်အသင်းကတော့အဓိကစိုးရိမ်ကြတာခံစစ်ပိုင်းမှာပါ အသင်းရဲ့နောက်ခံလူကာစစ်ပိုင်းကအဓိကကစားသမားတစ်ဦးဖြစ်တဲ့ဒီဆန်ဒိုမာတိနက်ကဘောလူပွဲမှာတခြားပေါက်ပါဝင်နိုင်မှာမဟုတ်ပါဘူး။သူ့ရဲ့မပါဝင်နိုင်ခြင်းကမိုင်းမဲခံစစ်ကိုအားနည်းစေပြီးတင်းငင်းမှုရောက်သွားနိုင်တဲ့အကြီးမားဆုံးပြဿနာပါပဲ။တိုက်စစ်ပိုင်းမှာလည်းဂျိုရှူဝါဆက်စီတာယာရှိနေစေဖြစ်တော့တိုက်စစ်ရေဖြတ်စရာတစ်ခုယောင်းနေသွားပါတယ်။နောက်ခံလူဒေဂီယိုဒါလွန်နဲ့ဒန်နီယူနိုကလည်းပါဝင်နိုင်မှုအခြေအနေမသေးကြသေးပါဘူး။ဒါပေမဲ့မန်ယူအတွက်တင်းကောင်းကတော့ရခင်ကဒါယာကြောင့်လွှဲချုံမဲ့တင်ခဲ့ကြတဲ့ကာစီမီရိုက ဒါရမရှိတော့ပဲဘိုလူကွဲမှာကစားနိုင်မှာဖြစ်ပါတယ်။ကွင်းနဲ့ကန်စစ်မှာသူ့ရဲ့ပါဝင်နိုင်ခြင်းကအသင်းရဲ့ကွင်းလေကိုအားကောင်းစေပြီးကန်စစ်ကိုလည်းအထောက်အပံ့ပေးပါလိမ့်မယ်။မတ်တစ်ဒီလိုက်လည်းပြန်လာနိုင်ရည်ရှိရမို့ကန်စစ်အတွက်အားတက်စရာတစ်ခုပါ။ကျွန်တော်ပြောရရင်မန်ယူဟာကွင်းနဲ့ကန်စစ်မှာအားပြန်တက်လာပြီမယ်။ကန်စစ်ဘဘူပိုင်းမှာအဓိကလူတူလွှဲချော်နေရတယ်။တိုက်စစ်မှာတိကိမှုလေးတွေရှိနေတာဟာဘိုလူကွဲအတွက်သူတို့ရဲ့အဓိကစိန်ခေါ်မှုတွေပါပဲ။ဒါဆိုရင်ကမ်ဘယ်တော်တင်ဟော့စပါရဲ့တိုင်အားချင်းလေးပြဿနာတွေကရော စပားအတွက်အဓိကထိခိုက်မှုကတီထွင်ဖန်တီးမှုနဲ့တက်စစ်ပိုင်းကစူးစီးနေရကိုတွေ့ရပါတယ်။ဂျိမ်းမက်ဒီဆင်ကဘလူကွဲမှာတက်ကြပါပါဝင်နိုင်မှာမဟုတ်သေးပါဘူး။သူဟာစပိုင်းရဲ့တိုက်စစ်ကိုပုံဖော်ပြီးတဲ့အဓိကဖန်တီးရှင်ကစားသမားဖြစ်နေတာကြောင့်သူ့ရဲ့ကင်မဲမှုဟာအသင်းရဲ့ကိုရနိုင်ကြီးဖန်တီးမှုတွေကိုအများစွာထိခိုက်စေမှာအမှန်ပါပဲ။လူကက်ပတ်ဘောလေးဘလူကွဲကိုလွှဲချောင်းမှာဖြစ်ပါလေ ောက်ဆုံးရတဲ့အချက်လက်တွေရဒီဂျန်ကလူဆက်စကီးလဲဘုံလူပွဲမှာမပါနိုင်တော့ဘူးလို့သိရပါတယ်။သူပါထပ်မံလွှဲချခြင်းကစပားရဲ့တိုက်စီရွေးချယ်စရာနဲ့ဖန်တီမူဝန်ပြဿနာကိုပုံမူကြီးမားစေပါလိမ့်မယ်။ဒါပေမဲ့စပားအတွက်ညှော်နေချက်ကတော့အသင်းကောင်းဆောင်ဆောင်အောင်မင်းတိုင်ရမရှိတဲ့ဘုံလူပွဲမှာကစားနိုင်ခြင်းပါပဲ။ဆောင်ရွက်ပါဝင်နိုင်ခြင်းကစပားရဲ့တိုက်စီကိုကိုတင်စားရင်လည်းအတွေ့အကြုံရအများကြီးအပြည့်ပေးနိုင်မှာဖြစ်ပြီးမက်ဒီဆင်နဲ့ကလူဆက်စကီးတို့ရဲ့အနေအားလွတ်တွေကိုတစ်စိတ်တစ်ပိုင်းဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ချုံမုံပြောရရင်စပားဟာ အဓိကဖန်တီးရှင်နဲ့အရေးပါတဲ့တိုက်စစ်ကစားသမားနှစ်ဦးကြွချနေပြီမယ်။စွန်ရဲ့ပါဝင်နိုင်မှုကတော့သူတို့ရဲ့တိုက်စစ်ပိုင်းကိုများစွာအသက်ဝင်စေပါလိမ့်မယ်။ဒါကပြဿနာတွေကနှစ်သိန်းစလုံးတွေအစိမ်ကောင်းမှုတွေဖြစ်နေပြီ။ဒီတရားရည်ရဲ့တရားဝင်ကိုဘယ်တင်းကဟိုကောင်းကောင်းကန်လို့ပြင်ရှင်ပြီးအစားတော်ကစားသမားတွေစီကလည်းခြေဆောင်ကောင်းရုံနိုင်မယ်ဆိုတာကဘူလူပွဲရဲ့ရလဒ်ကိုအဆုံးဖြတ်ပေးတော့ပါလိမ့်မယ်။ဒီပွဲစဉ်မှာ United အတွက်အသာချက်ကတော့ဥရောပလိဂ်ပြိုင်ပွဲမှာပြည်နည်းနဲ့မတူပဲအထူးကောင်းမွန်တဲ့ခြေစွမ်းလေးပြသနိုင်ကြပါပဲ။ ်အထူးသဖြင့်နောက်ဆုံးစစ်ပွဲစဉ်တွေမှာဂိုးတွေအများကြီးတွင်းနိုင်ကြတာကသူတို့ရဲ့တိုက်စစ်ပိုင်းဘလောက်ထက်မြက်နေလဲဆိုတာကိုပြသနေပါတယ်။အသင်းကောင်းဆောင်ဘလူးနိုဖာနယ်ရဲ့ဦးဆောင်မှုသူ့ရဲ့ဖန်တီးနိုင်စွမ်းနဲ့ဂိုးတွင်းနိုင်စွမ်းတွေကယူနိုက်တက်ရဲ့တိုက်စစ်အတွက်အဓိကမောင်းနှင်အားဖြစ်ပါတယ်။ဒါအပြင်မေဆင်မောင်းလိုကစားသမားမျိုးစီမီဖိုင်နယ်မှာ ပေါ်ဆောင်အောင်ပြသပြီးဂိုးတွင်းနိုင်ခဲ့တာဟာဘလူးရဲ့အတွက်အရန်ကောင်ကလည်းအဆုံးဖြတ်ပေးနိုင်မယ်ကစားသမားရှိနေတယ်ဆိုတာကိုပြသနေပါတယ်။ မိဖအမော်ရလာဟောင်းမှာဥရောပတိုင်ခွင်မှာရှုံးဝဲမရှိသေးတဲ့မှတ်တမ်းကလည်းအသင်ကိုတင်ငင်မှုနဲ့ယုံကြည်မှုအခိုင်အမာပြသနေပါတယ်။သူတို့ရဲ့အားနည်းချက်ကတော့ပြည်တွင်းလီမှာရလဒ်တွေအတော်လေးဆိုးဝါးနေကြပါပဲ။ဒါကအသင်ရဲ့ချုံုံချေစွမ်းမတင်ငင်မှုကိုထင်ရပြီးကစားသမားတွေရဲ့ယုံကြည်မှုပေါ်လည်းတက်ရောက်မှုရှိနိုင်ပါတယ်။အကြီးမားဆုံးပြဿနာတစ်ခုကတော့အဓိကနောက်ခံလူတွေဒဏ်ရာပြဿနာကြောင့်မပါဝင်နိုင်တာပါပဲ။ဒါကအသင်ရဲ့ခံစစ်ပိုင်းကိုအကြီးကျယ်ထိခိုက်စေပြီးတော်တင်ရဲ့တိုက်စစ်ကိုဟန်တားရမှာအခက်အခဲတွေရှိလာနိုင်ပါလိမ့်။ ဒီဂီယိုဒါလုံးနဲ့ဂျိုရှုဝါဆက်စီတို့ရဲ့အခြေအနေတွေမသေးချာသေးတာကလည်းလူဝင်အားရွေးချယ်မှုအပေါ်တရားမှုရှိနေပါတယ်။ဒေါ်တင်ဟန်ဟော့စပါသင်းရဲ့အားသာချက်တွေကိုကျွန်တော်တို့ကြည့်ကြရအောင်။စပါသင်းတို့ရဲ့အားသာချက်ကတော့ရှူလိုပါလီပြိုင်ပွဲတစ်ချောင်းတင်ငိုင်းတဲ့ခြေစွမ်းကိုပြသနိုင်ခဲ့တာပါပဲ။ဆက်လေးပွဲမှာကိုယ်ပွဲအနိုင်ရခဲ့ပြီးကိုသွင်းနှုန်းနဲ့ကောင်းဝင်ခဲ့ပါတယ်။လီဗျာပိုစတီကိုဂလူရဲ့တိုက်စစ်ဆင်ကစားရန်ကကိုရဖို့အခွင့်အရေးဖန်တီးပေးနိုင်စွမ်းရှိပြီးမန်ယူရဲ့အတိုင်အခံဖန်စစ်ကိုဒုက္ခပေးနိုင်ခြင်းရှိပါလေ အဓိကအသားချက်တစ်ခုကတော့ဒီယာတီမန်ယူနဲ့သုံးချိန်တွေ့ဆုံရမှာသုံးချိန်စလုံးနိုင်ရထားတဲ့စေပန်းဆိုင်ရာအကြီးမားတဲ့ထိတ်တိုက်တွေ့ဆုံမှုမှတ်တမ်းကောင်းပါပဲ။ဆောင်းအောင်မင်းတို့အဓိကကစားသမားတွေကစားနိုင်ခြင်းကလည်းတိုက်စစ်ကိုများစွာအားဖြစ်ပေးပါလိမ့်မယ်။ဖန်စီပန်းမှာလည်းခရစ်စတန်ရိုမီယိုလိုကစားသမားကောင်းတွေရှိနေပါတယ်။သူတို့ရဲ့အားနည်းချက်ကတော့ပြည်တွင်းလီမှာခြေကားလုံးဆိုးရခဲ့တာပါပဲ။ ကောင်းကင်၆ဘွယ်မှာရှုံးဝဲ20အထိရှိခဲ့တာကအသင်းရဲ့ခြေစွမ်းမတည်ငြိမ်မှုကိုထင်ရှားပြသနေပြီးကစားသမားတွေရဲ့ယုံကြည်မှုအပေါ်တက်ရောက်နိုင်ပါလေ။ပြီးရင်အဓိကဖန်တီးရှင်ဂျိမ်းဘက်တီစင်နဲ့လူကက်ဘက်ဘောလိုဘူလူဝဲကိုတေချာပေါက်လွှဲချုံပါကစပားရဲ့တီထွင်ဖန်တီးနိုင်မှုပိုင်းကိုသီးသတာထိခိုက်စေမယ့်အားနည်းချက်ပါ။ဒါအပြင်နီးပြပိုစတီကိုဂူရဲ့တိုက်စစ်စင်ပုံစံကြောင့်နောက်တန်းမှာနေရာလွတ်တွေကျန်ခဲ့နိုင်ပြီးမန်ယူရဲ့အတံမဲ့တိုက်စစ်ကိုခံရနိုင်ခြေရှိပါတယ်။ ရီးမီးယားလီမှာပေကူ59ဂိုးအထိရှိခဲ့ရတာလည်းခံစပိုင်းတင်ချိန်မှုအားနည်းတယ်ဆိုတာကိုပြသနေပါတယ်ဒီဘိုးလူပွဲဟာမိပြနာဦးဖြစ်ကြတယ်။ရူမီအမော်ရင်နဲ့ပိုစတီကိုဂူရိုရဲ့အနည်းစနစ်ပိုင်းဆိုင်ရာစစ်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ညီကုန်းချုပ်နဲ့ပြောရရင်တော့မန်ချက်စတာယူနိုက်တက်နဲ့တော်တင်ဟော့စပါလိုရဲ့ယူရိုပါလိဘိုးလူပွဲဟာအလွန်စိတ်ဝင်စားစရာကောင်းပြီးဘယ်အသင်းနိုင်မယ်ဆိုတာကိုအသေးချာခံမှန်းဖို့ခက်ခဲတဲ့ကွဲပေါင်းတစ်ကွဲဖြစ်လာပါလိမ့်မယ်။ မန်ယူကပြည်ထဲမှာရုံးကနေမယ်ဥရောပလိမှာတိုက်စစ်ကောင်းကောင်းနဲ့ဖိုင်နယ်ရောက်လာတာအားသာချက်ပါဒါပေမဲ့အဓိကခံစစ်လူတွေဒဏ်ရာရနေတာကသူတို့ရဲ့အဓိကအနေချက်ဖြစ်နေပြီစပါးရဲ့တိုက်စစ်ကိုဘယ်လိုထိန်းလဲကြည့်ရပါမယ်စပါးကပြည်တွင်းညွှန်ဝင်များပါမယ်ယူရိုပါလိမှာတည်ငြိမ်ခဲ့ပါတယ်မန်ယူဒီရီ၃ချိန်လုံးနိုင်ထားတဲ့မှတ်တမ်းကစိတ်ပိုင်းဆိုင်ရာအရာသူတို့ကိုအားဖြစ်စေပါလေ။ဒါပေမဲ့အဓိကဖန်တီးရှင်မက်ဒီဇင်မပါနိုင်တာကတော့ထိခိုက်မှုဖြစ်ပြီးသူ့မိအားကိုဘယ်လိုစားထိုးလဲဆိုတာကအရေးကြီးပါတယ်။ ဒီပွဲဟာနှစ်သင်းစလုံးအတွက်ဒီရာသီကိုအောင်မြင်မှုနဲ့အဆုံးသတ်မဲ့နောက်ဆုံးခွင့်ရဖြစ်လို့ကစားသမားတွေအနေနဲ့အသေးချင်းကစားကြမှာသိကြပါလေ။ဘယ်အသင်းဟာကိုယ့်ရဲ့အားသာချက်ကိုပိုထီရောက်အောင်တောင်းနိုင်မလဲ။အားနည်းချက်နဲ့ဖီအားကိုပိုကောင်းကောင်းကင်လွယ်နိုင်မယ်ဆိုတာလေးပေါ်မူတည်ပြီးခလားကိုဘယ်သူရမလဲဆောင်ဖြတ်သွားပါလိမ့်မယ်။တိတ်သက်ကြီးလို့ရဲ့အမြင်အောင်ဒီပွဲမှာစပါးနဲ့မန်ယူဘယ်သူအားသာအောင်မလဲဆိုတာကိုကွန်မန့်မှာဝင်ရဆွေးနွေးပေးကြပါဦး။